ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုပြန်လည်ထိန်းချုပ်နေတဲ့စစ်ကောင်စီတပ်ဟာလာရှိုးလေစိတ်ကိုပြန်လည်ဖွင့်နိုင်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။လာမယ့်မေလ20ရက်နောက်ပိုင်းမှာလာရှိုးလေစိတ်ကိုပြန်လည်ဖွင့်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ကလေရင်ကွင်းထဲမှာတန်ရှင်းရေးတွေလှုပ်ဆောင်နေကြတယ်လို့လာရှိုးဒေသခံမြို့သားသူကရွှေပြည်မြို့ကိုအခုလိုပြောပါတယ်။ ့တို့တန်ရှင်းရေးတွေပါတယ်ပဲထုတ်သေးတယ်အပီလေရင်လက်မှတ်တွေပါတယ်ရောက်လာတော့မတွေ့သေးဘူးအဲရဲတွေဝါတွေတော့ရှိတယ်ပေါ့အပီတို့အပီအဲ့လီကွေးမှနေတယ်တော့ထုတ်ရေးတွေပါတယ်ကင်းဆောက်တာတော့ရှိတယ်ဘာမှတော့မတွေ့သေးအပီဒီအပြင်ပိုင်းတွေတော့မတိဘူးပေါ့ဒီခါတိုင်းတော့ဒီလိုဟာသူ့လေရင်လက်မှတ်အယောင်ဆိုင်တွေရောရှိတယ်ပေါ့ဒီလိုအပြင်တွေမှာဟိုဟာဒီမြို့ထဲမှာတွေတော့ရှိတယ်အခုတော့ရောင်းလာတော့မပြောတတ်ဘူးမတွေ့မိသေးဘူး မေလ20ရက်နောက်ပိုင်းမှာလာရှိုးရန်ကုန်လာရှိုးမန္တလေးစတဲ့ခရီးစဉ်တွေကိုစတင်ပြန်တမ်းမယ်လို့လဲအဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်လာရှိုးမြို့ကိုတရုတ်ကူညီနဲ့ပြီးခဲ့တဲ့ဧပြီလ20ရက်ကစပြီးစစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ပြီးနောက်အုတ်ချုပ်ရေးရန်ရတချို့ကလည်းပက်နေနိုင်ပြီးတော့အများစုကတော့မလဲပက်နိုင်သေးပါဘူး